င်္ဂလာပါပြီးရင်ပြည်သက်များကနော်ဒီနေ့ဆွေးနွေးခန်းတွေကျွန်တော်ဖိတ်ခေါ်ထားသူကတော့ထိုင်းမြန်မာရေးလှိလသူစီမင်းဆန်းယူဖြစ်ပါရဲ့ဗျဆွေးနွေးမဲ့အကြောင်းအရာတော့အခုရွှေကုတ်ကုတ်ကီကီပါပါဘောနော်ကျွန်တော်ကြားဖြန်ငွေလက်ကန်းတီထောင်သူရှီကြည်ကျန်းဘောနော်ကျွန်တော်ထိုင်းရနေပြီးတော့တရုတ်လွှဲပြေးတော့မလို့တင်းထွက်လာတယ်ဗျဆိုလောလောဆယ်လည်းကီကီပါမှပြဿနာကြီးတဲနေဗောဟိုဒီကြောင်းဆွေးနွေးတော့ပြောရဲဆိုတော့မင်္ဂလာဗျအခုဆန်းယူโอเคမင်္ဂလာပါโอเคဆိုတော့ကျွန်တော်သိရတဲ့လောက်က2022ရဲ့ဖန်လာတော့ဗောနော် ကြပြန်ကောင်းဆိုတော့ကျန်ဟိုအရင်ကတော့ဖွဲ့စည်းပုံဥပဒေရောလွှဲပေးလို့မရဘူးပြောတယ်ပဲဒီနေ့တော့မနေ့ကပေါ့လွှဲပေးတော့မယ်လို့ပြောတယ်ဆိုတော့ပထမဆုံးကဒီလွှဲပေးမဲ့ဟာဘယ်လောက်ထူးခြားလဲပေါ့အာထူးခြားမှုအာတော်တော်ရှိတယ်လို့ပြောလို့ရတယ်အာအဓိကကအခုမှမဟုတ်ဘူးပေါ့လေနော်ဒီလွှဲနေဆိုတဲ့ကိစ္စကလည်းသူ့ကိုလိုချင်လို့လို့တရုတ်က တောက်ရှောက်ဖီအပေးပြီးတောင်းလာတာပေါ့လေနော်သူဆိုဖမ်းပြီးတဲ့ဆိုတော့ဖမ်းတဲ့အချိန်မှာလဲဝင်ဖမ်းတဲ့အချိန်မှာလဲတော့ဘက်ကောင်မှဟိုတယ်ကြီးမှာအာထမင်းစားနေလဲစားထမင်းစားနေတော့ချိန်ပေါ့အဲ့ဒါထမင်းစားနေတာလဲသူဘာသာသူစားနေတော့မဟုတ်ပဲထိုင်းကအစိုးရအဖွဲ့ဝန်ကြီးအဖွဲ့ဝင်တွေပါပါတယ်သူနဲ့ထမင်းစား white white နဲ့မှာစားနေတဲ့အချိန်မှာဝင်ဖမ်းတာပေါ့လေနော် ဲ့တော့အဓိကဥစားဝေးဝေဖန်တော့ကဘူချုပ်ကြီးရဲဘူချုပ်ကြီးစုတော့ခြေပေါ်လေနော်အာအရင်ကတော့ဒုတိယရဲရဲချုပ်ပေါ့သူကဥစားဝေးဝေဖန်လေပေါ့နောက်တခြားဘူချုပ်တရားအပွားဝင်အဲ့တော့ဒီတိုင်သူဟိုထိုင်ရဲကတိတံဝေဖန်တာမဟုတ်ပဲနဲ့တော့တရုတ်အာထောင်လိုက်ရင်းနဲ့ပေါ့လေနော်အာပါဘူးရဲ့ဝေဖန်တော့ဖြစ်တယ်အဲ့ဒီကတည်းကပြတောက်လျှောက်သူ့ကိုလိုအပ်တဲ့ထိုင်အိုဒီဒီရုပ်ကိုလွှဲပေးဖို့ဆိုပြီးတော့ဒေါန့်ဆိုလာတာ ဟိုသူကငွေရှိတဲ့ငွေရှိတဲ့ကကြတော့ရှင်နေတွေငါတကယ်နောက်မှကြီးတဲ့အာရှင်နေကုမ္ပဏီတွေကိုလေနော်အမှုလိုက်ရှင်နေတွေငါပြီးရင်အယူခံဝင်အာတရားရုပ်မှရင်ဆိုင်အဲ့ဒါတွေလောက်တာကြောင့်အာချစ်ချင်းမလွယ်ပေးဖြစ်ခဲ့ဘူးပေါ့လေနော်နေနေချီနေပြီပေါ့အဲ့လိုနေထားမျိုးမှရှိတဲ့အာဘာပဲပြောပြောတရုတ်ကတောက်လျှောက်ဖီအပေးလာတာပေါ့လေနော်သူ့ကိုလွယ်ပေးဖို့ကိစ္စအာပြဿနာကသူကဒီနိုင်ငံသားနှစ်ခု ခံထားတယ်တရုတ်နိုင်ငံသားလည်းဖြစ်တယ်လို့ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တော့အဲ့ဒီအခါကျတော့သူဒီထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုတ်အခြေခံဥပဒေထက်မှရေးထားတာပြီးရင်ဒီနိုင်ငံလွှဲပြောင်းရေးပေါ့လေနော်ပြောဆိုတော့အာမူဆိုင်ရတရားခံပေါ့ပြောဆိုတရားခံလွှဲပြောင်းရေးဆိုင်ရအာစစ်ကမ်းတမချေဥပဒေတမချေမှလည်းပါတာကဘာလဲဆိုတော့နိုင်ငံသားကိုခံယူထားတယ်ဆိုရင် ကာယကံရှင်ကာယကံရှင်ဆိုတော့တရားခံပေါ့လေနော်ကာယကံရှင်ရဲ့သဘောဆန္ဒအတိုင်းဟာသူတွားချင်တဲ့နိုင်ငံကိုသူရွေးချက်ပိုက်ခွင့်ရှိတယ်သူရွေးချက်တဲ့နိုင်ငံကိုရွေးချက်ပိုက်ခွင့်ရှိတဲ့ဆိုတဲ့ဟာကအာထိုင်းနိုင်ငံရဲ့ဥပဒေထဲမှာပါတယ်အဲ့ဒီအခွင့်အရေးကိုအတုံးချပြီးရင်အမှုဘုတ်ရေးဆိုင်နေတာဟုတ်ဟုတ်ကဲ့ဒါကသူသူအကြောင်းပါခင်ဗျာအဓိကကတော့ကျွန်တော်ကဘုံမှာ necessary မေးချင်တာအဓိက ဆိုတော့2020နှစ်မှာဖမ်းတယ်ဒီမှာချက်လိုက်ရသူက2012လရတရုတ်နိုင်ငံကတရုတ်လည်းသူဝန်ရထုတ်လာတာပေါ့တရုတ်ထွက်ပြစ်လာပြီးတော့ကျွန်တော်ရွှေကူကိုရောက်လာတာပေါ့နော်ယတီယထိုက်ထွက်မှတနေ့ယထိုက်ကဆင်းနေကိုပနီကနေပြီးတော့ရွှေကူကမှကျွန်တော်ဥသိစိတ်ခေတ်မှာတပ်ပေါ်မှာတွေ့တာ2016မှာစားပြီးတော့ဟိုလိုတော့ပေါ့ဆိုတော့သူဘယ်မှာဒီဒီရွှေကူကိုဘယ်လိုရောက်လာလဲပေါ့ဗျာဘာလို့လုံနေလဲပေါ့ သူအချောင်းစာပြီးပြောရမယ်ဆိုရင် तू ကလူငယ်လို့ပြောလို့ရတဲ့လက်ရှိအခြေအထိပေါ့လေနော်။ तू မွေးတာက1980နှစ်မှာမွေးတယ်။အသေးဆလစ်နှစ်မှာကြောင်းဝင်ပြီးထွေးတဲ့တရုတ်အာပေါ့လေနော်။တရုတ်နိုင်ငံကနေကြောင်းဝင်ပြီးထွေးပြီးရင်အာ तू ကြောင်းမပြေးဘူးဆိုလို့တဲ့အဲ့ဒါပဲ။အဲ့တော့ကွန်ပျူတာမှာကုန်းလေးဘလို့ရေးတယ်ဆိုတော့ကွန်ပျူတာအာခုံရေးတာကို तू ကလေးလာတယ်။အဲ့တော့လေးလာတယ်ပြီးတဲ့အခါကျတော့အသေး20လောက်မှ तू ဖိလစ်ပိုင်နိုင်ငံက तू ကြောင်းသွားတယ်။ ပြောင်းလဲသွားနေတယ်ပေါ့လေနော်ဖိလစ်ပိုင်နိုင်ငံမှာအဲ့တော့ဖိလစ်ပိုင်နိုင်ငံကိုရောက်တဲ့အခါကျတော့သူကဒီအာတရားမဝင်တရုတ်နိုင်ငံတရားမဝင်ဒီဟိုလောင်ကစား website တွေပေါ့လေနော်လုပ်ငန်းတွေမှာသူကဝင်ပြီးပါတယ်ဘာလို့သူကခုနကကျွန်တော်ပြောပြီးအသေးစလေးနေကြောက်ထွေးပြီးတဲ့အနီကွန်ပျူတာဂုံးကြီးတဲ့ဟာတွေသူကလေးလာတော့သူကကျွမ်းကျင်တဲ့ CEO ကြီးဖြစ်သွားပြီပေါ့လေနော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံနေပြီးအဲ့ဒီလုပ်ငန်းတွေဆော်လုပ်တဲ့တရုတ်နိုင်ငံသားတွေကိုပြန်ပြီးဟိုဟာ ဟိုဘာပြောမလဲလိမ့်လိမ့်လှုပ်တဲ့ပုံလေးနော်ဟိုအရန်သောစကားနဲ့လှုပ်တယ်နောက်လဲလှုပ်လဲအောင်ပြောမယ်ဆိုရင်တော့အဲ့ဒီတော့တရုတ်ကသူ့ကိုဖန်ဝရန်ထုတ်တယ်အဲ့ဒီချိန်မှာသူဖိလစ်ပိုင်မှာရှိတဲ့အချိန်မှာအဲ့တော့ဖန်ဝရန်ထုတ်တဲ့အခါကျတော့သူဖန်ဝရန်ထုတ်တဲ့ဟာကအာသေအနထောက်14မှာနထောက်14မှာသူ့ကိုတရုတ်ကဖန်ဝရန်ထုတ်တယ်အာဒါပေမဲ့သူကနိုင်ငံခြားမှာနေတယ် ဟိုလေနော်တရုတ်နိုင်ငံအတွင်းမှာမရှိတဲ့အတွက်သူကိုဒီတရားရုံးဝင်ပြားဒီတရုတ်နိုင်ငံတရားရုံးဝင်ပြားဒီအမှုကိုပွာလန်းလိုက်တယ်အဲ့လိုမျိုးပေါ့လေနော်အဲ့တော့အမှုခင်းလို့သွားတော့ပေါ့အဲ့ဒီရဲ့နောက်ပိုင်းမှာသူကဒီကမ္ဘောဒီးယားကိုပြန်ပြောင်းလာတယ်ကမ္ဘောဒီးယားကိုပြောင်းရွှေ့လာပြီးတော့နဲ့သူကဒီကမ္ဘောဒီးယားမှာရှိတဲ့ဒီကာစီနိုလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှုတွေသူကစာပြီးလုပ်တယ်ပြီးပြီးဆိုပါဒီအာ၂၆ ဟုတ်တယ်အဲ2016မှာဒီ sugar ကိုကိုစရောင်းတယ်ပေါ့စော့ချေသူနဲ့အဲ့ဒီမှာစော်ပြီးရင် sugar ကိုမြို့သိတိမဲ့ဆိုပြီးอ่ะအာတဘောတူညီချင်နေတယ်စော့လောက်တယ်အဲ့တော့အဲ့ဒီမှာစော့ချေသူတို့ကတော့သူရဲ့ BGF အင်အားနဲ့ပေါ့လေနော်အဲ့ဒီတော့ချေရ8000 9000 8000လောက်ရှိတဲ့အင်အားနဲ့လှုပ်ချုပ်ရေးယူပြီးရင်လုံးမဲ့ဆိုပြီးอ่ะအာတဘောတူညီချင်နဲ့လှုပ်ကြတယ်သူကဒီ Yatai Company နဲ့ပေါ့လေနော် ကုမ္ပဏီနေနဲ့ဝင်ပြီးရင်သူကဒီ US အာ5ဘီလီယံပေါ့ USD 5ဘီလီယံအဲ့ဒီမြို့တဲ့ဒီဆောင်မဲ့ကိစ္စကိုအာယင်းဒီမြို့နာမည်ဆိုပြီးရတကုမ္ပဏီအတတရားဝင် statement နဲ့ထုတ်တယ်ဟာပေါ့လေနော်အဲ့လိုနေထားမျိုးရှိရဒီဟာနေပြီးစာပြီးရင်သူနဲ့ဒီဟို BGF ကဆော့ချင်သူတို့နဲ့လောက်ဟောပါတလာဖြစ်သွားတဲ့အနေထားပေါ့လေနော်ဆော့ချင်သူတို့ကလည်းအချို့အမြန်တွေအမျိုးအရာတဲ့အခါကျတော့ ဟိုလောက်တော့သူကိုကိုယ်ပွဲရစီရတဲ့စုပူဆိုင်ဝင်နဲ့ဖြစ်သွားတဲ့အနေထားဒါကအအစာလို့ပြောလို့ရတာပေါ့အဲ့ဒီရဲ့နောက်ပိုင်းမှာဒီငွေလိမ့်ဓာတ်တွေပါတွေကနိုင်ငံတကာနိုင်ငံတကာဆိုအထူးပြထိုင်းပဲပေါ့လေနော်ရှေ့တော့အောက်ရှာပဲမှာဒီဟိုမြို့သတင်းတွေကပြန်လာတဲ့ခါကျတော့သူကအာဖမ်းမယ်ပေါ့ဖမ်းဝန်ထမ်းထုတ်ပြီးရောအဲ့တော့အဲ့လိုနေထောင်မျိုးမှာဖြေတဲ့ခါကျတော့အာဖမ်းရတယ်စီးတာတွေဖြေမဲ့ကိစ္စတွေဖြစ်သွားတယ် အဲအဲ့ဒီလိုမျိုးကလမပဲသူကဘာလို့လဲဆိုတော့ဒီဟိုထိုင်းကဒီငေါလပိုင်း21ရေပေါ့လေနော်အသူဖန်ဝရထုတ်တော့ကငေါလပိုင်း21ရေ2023မှာဒါတရုတ်အစိုးရ Interpol ကနေပြီးရဟိုဝရန့်ထုတ်တာသူအလို့ရှိကြပါလေနော်အဲ့လိုမျိုးကလမကိုပဲအဲ့ဒီအဲ့ဒီကလ နောက်ပိုက်ကဝရန့်ထုတ်ဝရန့်ထုတ်တော့မေလ21ရက်2021เนาะအာ April 28ရက်2022မှာเนาะ2022 April ကုတ်လာမှာသူကထိုင်းတော့တော်ထဲသွားပြီးရင်ဒီအာရောက်ဒီမက်ဆာပေါ့လေเนาะမက်ဆာနဲ့မြောက်ဝတီနဲ့သူကညနောက်အာဟိုညနောက်မြို့တော့ပေါ့လေเนาะအဲ့လိုမျိုးတိစားဖို့ကိစ္စအထီး သူကအထိုင်းအစိုးရဝင်ပြီးချစ်ကံတယ်။ဒါပြင်မှာပါလို့လဲဆိုသူကသဘောတူချင်းလေးပေါ်လေလှုပ်ထားပြီးပြီးအဲ့ဒီသူကမက်ဆောင်ကသူကထတော့ခိယိုင်ပေါ်လေနော်။အဲ့ဒီအာခိယိုင်ကအုံချုံရင်းမှုတွေဒီမျိုးနဲ့မှုတွေအာမျိုးနဲ့ဟိုဒီနဲ့မျိုးတော်ဟိုတွေနဲ့အားလုံးသူကဆွေးနွေးထားပြီးပြီးလော်တော့ထမ်းမှာဒီသူကဒီ presentation တွေလှုပ်တာလောက်ထိကြည့်ကြတယ်ဘာတွေလုံးမဲ့ဆိုတဲ့ဟာမျိုးဒီအဲ့လိုအနေထားမျိုးရှိတယ်။ဒါက ဒါ interpol ကနေပြီးတော့ warrant ထုတ်ပြီးရနောက်ပိုင်းမှာအဲ့တော့ block ထိဥစ္စာတရားမှုရှိတယ်ဆိုတော့စဉ်းစားကြည့်ပို့လေနော်ဟုတ်ကဲ့ပဲဟုတ်ကဲ့ဒါထိုင်တဲ့အပိုင်းပေါ့နော်ကျွန်တော်အဓိကမေးချင်တာကတော့ရွှေကုတ်ကုနဲ့အကူအညီကိုပြည်ပပေါ့နော်ပြည်ပလည်းသူပဲသူပဲမလားဟုတ်ကဲ့အဓိကကဗျာအဲ့ဒီသူနဲ့ဟိုပိုချစ်သူနဲ့ဆက်စားတာတော့ပြီးတော့ပေါ့နော်ကျွန်တော်တို့ဓာတ်ပုံထဲမှာတွေ့တာဆိုအဲ့2016လက်မှတ်ထိုးတဲ့နက်ခိတ်ဖြစ်မြဲအဲ့ကွာ energy ဝင်ချုပ်ပေါ့နော်ဟိုပြင်းပြင်းနဲ့တွေ့တယ်ကျွန်တော်ဆိုလိုတာသူနဲ့ဟို ် PGF ကိုချိန်ပြီးလို့ပြင်စစ်တမ်းနဲ့ရောဘယ်လိုပူပေါင်းဆောင်ရွက်မှုရှိလဲလဲအများကြီးရှိတော့ဗောဘာလို့လဲဆိုတော့ BGF ဆိုတော့ကလည်းသူကဒီ NESAT ဟိုကဗလေဟိုလုံချုံရိပ်ဖွဲ့ပဲလေဒီသူတို့ကလည်းအစိုးရရဲ့အာစစ်တပ်ရဲ့ဩဇာခံအမိတ်နောက်ခံမှုအမှရှိတယ်ဒီမအားလာစေဥစုရဲ့ ဒီထောက်ပံ့မှုပေါ့လေနော်ရိတ်ခေါငွေကြေးစေရေးစစရရပေါ့သူရဲ့ထောက်ပံ့မှုအမှအပြီးဝရှိတယ်အဲ့ဒီတော့ဒီအမလာစေအုစုရဲ့ခွေပြချင်းမရဘဲနဲ့ဒီမိစိတ်ပြမှုမရှိဘဲနဲ့သူလုံချင်တဲ့လုပ်လို့ရတဲ့အနေအထားမရှိဘူးပေါ့လေနော်လုံလည်းမလုံဘူးပေါ့အဲ့တော့အဲ့ဒီမှာဟိုစောချေသူကပြရုပ်စစ်တပေါ်မျိုးပဲရှိတယ်ရှင်းရှင်းပြောမယ်ဆိုလူမိုင်ငေါတော့တော့ပေါ့ ဒီဒီကာလာမာလာအနာသိပ်ပြည့်နာပိုင်းမှာနိုင်ငံတကာရဲ့ PR တွေအာနာဝေးရဲ့ဒီ session လောက်တော့တွေပေါ့လေနော်အာဒီဒီဟိုဖြတ်တောက်တော့တွေနဲ့ပါသေးပြီးရဲ့နိုင်ငံတကာလေးပြည့်ရပေါ့လေနော်ဒီငွေကြေးအရာရောထားပါမှုရအစစအရာဖြတ်တာတော့ခေါ်ကြတော့အာငွေကြေးအရာဝင်ငွေလောက်အောင်မရှိဘူးအာနင်းနောက်မှုထိခိုက်မှုတွေရှိတဲ့လန့်ကြောင်ကလောက်အောင်မရှိဘူးပေါ့လေနော်အဲ့ဒီအခါကျတော့ session တွေပြီးတဲ့အတွင်းအဲ့တော့ဒီနီးတလန့်ပဲရှိတဲ့ဒီ ခုနအစောချေသူကိုအတုတ်ချရတဲ့ကိစ္စပေါ့လေနော်အစောချေသူလူငိုင်းကားထားတဲ့ရှည်တဲ့တင်ထားတဲ့နောက်မှခံတော့သူ့နောက်မှခံတော့ပေါ့ဒါပေမဲ့အချို့မြန်ရတာကဒီမာလာဆေးအုပ်စုကလည်းအချို့မြန်အဲ့ဒီကရတဲ့အချို့မြန်အခွဲပေးရတယ်ခွဲယူရတယ်ဆိုတာအတီရတယ်အဲ့ဒီစကားတွေကကျွန်တော်တို့ကဒီအထင်နဲ့ပြောတာတွေမဟုတ်ပဲနဲ့သတင်းမီဒီယာတွေမှာရေးတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြန်ပြောတာမဟုတ်ပဲနဲ့ဒါကတကယ်ထိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ပြီးရင်အမျိုးသားလှုပ်ရှားရေးကောင်စီအရာရှိတွေကောင်စီဝင်တွေဗိုလ်ချုပ်ကြီးတွေရဲ့ပြောစကားကိုဒါကျွန်တော်တီချာအမခံပြီးကျွန်တော်ပြောတာပေါ့လေနော်အဲ့တော့အဲ့ဒီဟာကဒါထိုင်ထိုင်ပဲရတဲ့တည်င်းပေါ့လေနော်ဒီရွှေကုတ်ကိုလည်းပတ်သိပြီးဆော့ချေသူတွေနဲ့စစ်တပ်ဒီမအားလာအုပ်စုနဲ့ဆက်ဆံပြီးဘလောက်ဒီအချို့များတွေရတဲ့ဘသူတွေရောအချို့များတွေရယူတဲ့ခံစားရတဲ့ဆိုတဲ့ဟာတွေကိုအာထိုင်ပြန်လဲသူတို့ကဟိုတည်င်းလေးရှိတာကိုအဲ့တော့သူတို့ပြန်ပြောတဲ့ဟာကိုကျွန်တော်အမခံပြီးပြောရတာပေါ့လေနော် အဲ့တော့ဒီရောတဲ့အချိုးမြန်ကို90ရောက်ခိုင်လို့ဟိုတဝဲစီလို့ပြောလို့ရတာပေါ့လေနော်90ရောက်ခိုင်လို့လောက်ကိုမာလာစေအုပ်စုကိုခွဲပေးရတယ်လို့အာဒါပြောတယ်ဒါထိုင်ထိုင်ကပြောတာပေါ့လေနော်ထိုင်ကအာလှုပ်ချုပ်ရေးရရှိတဲ့အမျိုးသားလှုပ်ချုပ်ရေးနော်ဒီလှုပ်ချုပ်ရေးဆိုတာဒီနေဇာကြီးပြောတာမဟုတ်ဘူးထိုင်အမျိုးသားလှုပ်ချုပ်ရေးကောင်းစီအဖွဲ့ဝင်တွေဘူချုပ်ကြီးတွေကိုလည်းအဲ့လိုမျိုးအာပြောတာအဲ့ဆိုသူတို့မှအစဉ်စားရှိပြီးသားပေါ့လေနော်အဲ့တော့ယုတ်ကြီးရတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ โอเคဟုတ်ပြီအဲ့တော့ငွေရဘလောက်လောက်ရှိလဲရလဲပေါ့အဲ့ဒါစိတ်ဝင်စားတရတရဘလောက်တော့ရလဲဟုတ်တယ်အဲ့ဒါအဲ့ဒါပြောမယ်အဲ့တော့ခုနကကျွန်တော်ပြောပြီဒီမဟာလာစေအုပ်စုကနိုင်ငံတကာရဲ့ပိတ်ဆူမှုတွေအရေးယူမှုတွေပေါ့လေเนาะအဲ့ဒါကြောင့်ခေခဲလောက်တွေ့နေတဲ့အချိန်မှာဒါကတိတ်ရှုပါတစ်ခုအနေနဲ့အမြော်အကြီးဆော့ချက်သူကထောက်ယူခဲ့တဲ့မဟာလာစေအုပ်စုပေါ့လေเนาะအဲ့တော့ဒူးမနေရတွေအမြော်ရှိဥပမာရွှေကောက်ကိုလိုမျိုးရှိမဲ့ခေခေပါရှိမဲ့ ီးရင်မြောက်တိမျိုးကြီးရှိတယ်ပေါ့လေနော်ဒါဒါမျိုးကြီးပေါ့လေနော်ခုနကဒီမျိုးငယ်အသေးလေးတောင်မဟုတ်တဲ့အနေထားပေါ့မျက်စာကုတ်တော်ရင်းမျိုးအဲရွှေကုတ်ကုတ်တစ်ခုတည်းကနေပြီးယာရကဒေါ်လာဖန်း190တန်းရှိတယ်တနေ့ဦးလေနော်အေး you တနေ့ကို US ဒေါ်လာ190တန်းရှိတယ်အဲ့တော့ဘန်ကွင်းနဲ့တွင်မဲ့ဆိုရင်ဘန်ပန်းပောင်းငေါထောက်900ကျော်ရှိတာပေါ့လေနော်ပန်းပောင်းငေါထောက်900ငေါထောက်800ရှိရပါတယ် တမင်းကိုပေါ့တမင်းကိုတမင်းကိုဘောလေနော်အဲ့လောက်ငွေအနေထားရှိတယ်အဲဆိုတော့ဒါကရွှေကကုတနည်းရတယ်တနည်းရတယ်အဲ့တော့နောက်တနည်းရပါလဲဆိုတော့ဒီမြဝတိမျိုးမြဝတိမျိုးတမျိုးထဲမှာခုနနေဆန်းနေနိုင်ငံကုတ်ကြွေရေးတွေဘာမှမဆိုင်ဘူးနော်ဘာမှမပွားဘူးနော်အဲ့ဒီဆော့ချေသူရတဲ့အချို့အမြန်အကိုပဲပြောတာနော်အဲ့တော့အဲ့တခုမမေးဘူးဆော့ချေသူရတဲ့အချို့အမြန်အကို ဒီမအလောက်တဝေခွဲပေးရတယ်ဆိုတော့လည်းမမေ့နဲ့အဲ့တော့ဒီမြောက်ဝတီမျိုးတစ်မျိုးတည်းကဆော့ချေသူရာဒကတနင်းကိုဘတ်ဖန်ဘောက်သုတ်ထောင်900ကျော်ရတယ်တနင်းဟုတ်ကဲ့ဟုတ်ကဲ့တနင်းဆိုအဲ့တော့ဒါဒါကမြောက်ဝတီမျိုးတစ်မျိုးတည်းခုနပြောပြီးနော် KK ပွားရှိမှန်းနောက်ပြည့်ခုနအမြောက်ကြီးပေါ့လေနော်အဲ့ဒီအနောက်တဝိုင်းမှာထောင်ရတာဟာရှိတယ်အဲ့တော့ ခုနရွှေကုတ်ကိုရှိတဲ့အဲ့ဒါတရား90တန်းဆိုတော့ US ဒေါ်လာပြောတာနော်အဲ့ဒါအဲ့လိုဟာဒီမျိုးရှိတယ်အဲ့တော့ဘလောက်ရတယ်ဆိုတော့တွေးကြည့်ပေါ့ဟုတ်အဲ့တော့ဗျာအခုကဟိုလူကဖန်ရတာက2022ဆိုနှစ်နှစ်လောက်ရှိနေပြီပေါ့နော်ဆိုကျွန်တော်တို့ကျွန်တော်တို့ရွှေကုတ်ကိုဒီဖက်အထိုင်းပြန်နေမြင်ဘူးတယ်ဗျာ KK ပါတော့ပုံတမ်းမှာပဲတွေ့ရတာပေါ့နော်ဆိုတော့အခုကရွှေကုတ်ကိုလည်းဝင်စည်းတာဒီလောက်ပြဿနာမရှိဘူးပေါ့နော်အခု KK ပါဒီနေ့တော့ ခုနကပဲဒီဒီနေ့ဆိုထိုင်မှာညပါတော့ပမာဏလက်စားညချွန်ချွန်လိုက်ရဒီစတာကျဲတာမဟုတ်ဒီဒီ PDF ပဲ draw draw ဖုန်းနဲ့ချတယ်နည်းသူတချို့နေရာတွေပြောင်းအောင်လူမရှိတဲ့နေရာတွေလားမသိဘူးဘယ်လိုပြလို့ပြသလိုက်ဒီလောက်တဲလဲပေါ့နော်စတာလိုက်ဝင်စီတယ်အခုအဲ့လိုထောင်လဲချီပြီးတော့ time ပဲကိုယ်ရွက်ကထွက်ပြေးနေကြတယ်။ဘာဘာကွာလဲဝရှိခုခုနဲ့တည်ပါ။အဲ့တော့အဲ့တော့အလုပ်ကဟိုမလွဲမလျှောက်တော့လို့လုပ်ရတဲ့အာဟိုပြုံးဆောင်မှုလို့ပဲပြောလို့ရမှာပေါ့ ဟိုလုံဆန်းလိုပဲပြောလို့ရမှာပေါ့လုံဆန်းဆိုတာဟိုလှုပ်ချင်းလို့လှုပ်တော့တော့မဟုတ်ဘူးမလှုပ်မနေရတဲ့အခြေအနေရောက်လာလို့လှုပ်ရတဲ့အနေထားပေါ့လေနော်ဆိုတော့ပြီးကြတဲ့နေ့တရနေပြီးရဲဒီတရုတ်နဲ့ထိုင်းနဲ့ပေါင်းပြီးရဲဒီနေနေလိုက်တာပေါ့လေနော်အမြောက်ဒီမက်ဆာရွှေကိုကိုဆိုတော့အဲ့လိုမျိုးနေရာတွေကို skin လောက်တဲ့နေရာတွေကိုနေနေလိုက်တဲ့အခါကျအဓိကတော့အဲ့ဒီတုတ်ချက်ရတရုတ်နဲ့ထိုင်းနဲ့ပေါင်းပြီးလှုပ်တော့ရတယ်နော်အဲ့တော့တော်တော်များများညိတ်သွားတယ်ညိတ်သွားပြီးတချို့တဝဲကဒီ မမပီနေထိုင်တဲ့အစံတောက်ပိုက်ပဲတနိုင်ငံလို့ပြန်သွားတော့ဗောမဲဆောင်ဟိုပြတ်သုတ်စုဒေတာလို့နော်အကန်ချနာဘူးတွေပြတ်သုတ်စုဗောလေနော်အဲ့ဒီဒေတာတွေရောက်လာတဲ့ဒီချုပ်ပေါ်လို့အရနောက်လို့တောက်ပိုက်တွေပြန်သွားတယ်တချို့တဝဲကအဲ့ဒီကမ်ဘောဒီးယားကိုပြောင်းရွှေ့သွားကြတာဆိုတော့နည်းနည်းညိတ်သွားတယ်လို့ပြောလို့ရတော့ဗောဒီမြောက်ဝလီပြည်မှာမဲဆောင်ပြည်မှာအခုဒီကမ်ဘောဒီးယားနဲ့ထိုင်းနဲ့ပြည်ထောင်တည်တဲ့ခါကြတော့ အခုနိုင်ငံကအပပြင်းများထွက်လာတဲ့နေထမျိုးပါပေါ့လေနော်ခုနကဒီဟိုငွေကြေးခရစ်စတိုတွေကိုသိမ့်လိုက်တာပေါ့လေနော်အာခရစ်စတိုတွေအာဒေါ်လာပန်းတပေါက်ခွဲအလောက်ရှိတာပေါ့လေနော်အဲ့ဒီဟာအဲ့ဒီငွေတွေကဒါကအမေရိကန်နိုင်ငံရဲ့သမိုင်းမှာအများဆုံးတန်ဖို့လို့ပြောလို့ရတယ်ပေါ့လေနော်အဲ့ဒါသိသိလိုက်တာပေါ့အဲ့ဒါဒီအားလုံးကဒီကမ္ဘောဒီးယားနိုင်ငံမှာအာ ဖြစ်တဲ့ပြဿနာတွေကိုကမ္ဘောဒီးယားအထက်မှာပေါ့လေနော်ဒီ screen မှာတွေအခြေဆိုင်ပြီးရလောက်တာတွေသိလိုက်တာအဲ့ဒီရဲ့ခရေကဟိုဒီဖေကိုမြောက်ဒီဖေကိုပြန်ပြီးရရောက်လာတယ်ပြန်လာတယ်အနေထားမျိုးရှိတယ်အခုကမ္ဘောဒီးယားကိုကြိုက်တွေ့တယ်ကိစ္စလည်းကြတော့အရင်လိုတရုတ်နဲ့ထိုင်းနဲ့ကြိုက်တွေ့တာမဟုတ်ပဲနဲ့တရုတ်မပွားတော့ပဲနဲ့အမေရိကန်ရဲ့အင်္ဂလန်ရဲ့ကိုရီးယားရဲ့တောင်ကိုရီးယားရဲ့ပေါ့လေနော်အဲ့တော့သူတို့ပေါင်းရင်အခုကလောက်ကဟိုလှုပ်ရှားတဲ့ ပြင်းပြင်းထန်ထန်ပေါ့လေနော် TDR ကလုံချော့တဲ့အနေအထားမျိုးမှာဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့ဒီပြချမ်းပေါ့အကျိုးတရားမှုကရောင်းတော့ဒီဒီဘာမှအခုဆွတ်ချစ်သူလိုပဲချမ်းပေါ့လေနော်အဲ့ဒီတော့ပြီးရင်အခုတိုက်ဆိုင်နေတာကပါလဲဆိုတော့ဒီ ASEAN အစည်းအဝေးလုံမဲ့အနေအထားမျိုးရှိတယ်အဲ့ဒီလုံမဲ့အနေအထားမျိုးအနေထားမဟုတ်ပါဘူးအလုံးမဲ့အဲ့ဒီအာဆီယံအစည်းအဝေးမှာလည်းအခုထရန်ကတေလာနိုင်တဲ့အာလတ်တင်နိုင်တဲ့အနေထားမျိုးရှိတဲ့အဲ့ဒီကိစ္စတွေဆွေးနွေးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဒီခုချွန်ချင်ပါဗျာအဓိကတော့ဗျာအခုအခုတပြိုင်တည်းဖြစ်တာပေါ့နော်ဒီဒီဒီခုနကလူဟိုတရိုးကထိုင်ရဖမ်းတာနည်းနည်းလားရှိပြီအခုတရိုးလွှဲမဲ့တော့ထွက်လာလိုက်အခုကေကေဘာမှဒီနေ့ပဲပြဿနာပြီးခဲ့တဲ့တပါလောအစပြဿနာတယ်ပေါ့ဒီနေ့ဆိုကြီးတက်တယ်ပေါ့နော်အာဆီယံစည်းဝေးလည်းရှိတယ်ဆိုတော့ဆိုတော့ဒီကဒီလူကိုတရိုးလွှဲမဲ့ဆိုတဲ့အတွက်ဒီကြပ်ဖြတ်လုပ်ငန်းကြီးကကျွန်တော်တို့ဟိုဘယ်လိုနှိမ့်နှိမ့်နိုင်မလားဘယ်လိုဖြစ်သွားနိုင်လဲအာ တော်တော်များများတန်သွားနိုင်တယ်ဘာလို့လဲဆိုတော့ဘုနာကပဲပြောတယ်အဲဒီသူကဖမ်းတဲ့အာဘူချုပ်ကြီးပေါ့လေနော်အာဘူချုပ်ကြီးရဲ့ဘူချုပ်ကြီးဆိုတော့ချေးလို့ခေါ်တယ်သူကဒီကဥစားဝင်ဖမ်းတော့သူကလည်းသူကကလည်းဒီတော်တော်များများကမကြည်နိုင်ကြဘူးမကြိုက်ကြဘူးဘာလို့လဲဆိုတော့သူကလူမှန်လို့ပြောလို့ရတယ်အာသူရဲ့အချင်းချင်းကိုလည်းလာဆာရတွေပါတွေပြီးတဲ့ဆိုရင်သူကဖမ်းတယ်တကယ်လည်းဖမ်းခဲ့တယ်ဟုတ် အဲ့လိုမျိုးနေလှုပ်တဲ့အခါကျတော့သူကမကြိုက်ဘူးပြီးရင်ရထုလူတာပေါ့လေနော်ရက်ချုပ်ရထုကိုလူတဲ့နေရာမှာအုပ်စုဖွဲပြီးတော့ပြောက်တဲ့အဲ့လို wire ရဲ့နေနေကြတော့ပေါ့ရှေ့ရှေ့ပြောမှဆိုရင်အဲ့တော့လှုပ်ွားဟိုရတားသွားနိုင်တဲ့အနေထားမရှိဘူးဒါပေမဲ့တားသွားမယ်လက်ရှိအနေထားအရဘာကြောင့်တားသွားနိုင်လဲဆိုတော့ကိုကမ်ဘောဒီးယားမှာဖြစ်တဲ့ကိစ္စ ဒီနိုင်ငံတကာ international PR နဲ့လုံနေတော့အခုအင်္ဂလန်ပါတယ် American ပါတယ်တောင်ကိုရီးယားပါတယ်အဲ့လိုတွေမျိုးလုံနေတဲ့ခါကျတော့အရင်ကနဲ့လောက်ရမတူဘူးအဲ့တော့ဒီဝယ်ရပြတွေဖြစ်သွားတာကမ်ဘောဒီးယားမှာလည်းအခုဒီကေကေဘာလို့မျိုးပဲထွေပြေးတဲ့ပုံစံမျိုးပဲအခုကမ်ဘောဒီးယားမှာလည်းအဲ့လိုထွေပြေးနေရတဲ့အမှုတွေရှိတယ်အများကြီးပဲထွေပြေးနေကြတာပေါ့လေနော်အဲ့တော့အခု ဟိုကနေပြီးအခုဒီ KK ပါဖဲမလက်အခုထွက်ပြေးရတယ်ရှုကကုတ်ပေါ့လေနော်ရှုကကုတ်ဖဲမလက်အဲ့လိုမျိုးထွက်ပြေးရတဲ့ဗီဒီယိုတွေပေါ့လေတင်လာတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ကစက်ကလေးဖြစ်နေတဲ့အခုလက်ရှိချိန်ထိကလူပေါင်း2000ကျော်နေပြီပေါ့လေနော်ဒါပြီးခဲ့တဲ့ဒီမှာညအဆိုတော့ဟိုမှာမနေပေါ့လေနော်ထိုင်းမှာ20တုတ်အထိလူပေါင်း2000ကျော်နေပြီထွက်ပြေးတာအဲ့တော့တချို့တဝေးပဲအဝင်ခံတယ် ဲ့ဒီ2000ကျော်ထိုက်ထဲကိုရောက်တဲ့အရေးတွေနော်ထိုက်ထဲကိုအဝင်မခံပဲနဲ့ကြံနေတဲ့ဟာလည်းအမျိုးရှိသေးတယ်ဆိုတော့အဲ့လိုနေထားမျိုးရှိရဲအဲ့တော့ခုနကရတားသွားမလားဆိုဟုတ်တယ်အခက်အခိုက်အတန်တော့ရတားသွားမှဒါပေမဲ့အပြည့်ပြန်ရတားတနည်းတစ်ပုံနဲ့ပြန်ပြီးတော့ပေါ်လာလိမ့်မယ်ဘာလို့သူတို့မှအရင်အမြင်လေးရှိတော့ဒီငွေချေးရင်းမြင့်ရှိတဲ့ပြီးရဆိုရင်သူတို့ယင်းဒီမြုံနဲ့ထားတဲ့ခုနရထူအောင်နာရှိတဲ့လူတွေကိုသူတို့ကကြိုက်ထားနိုင်တယ်ပေးထားနိုင်တယ်ဆိုတော့အဲ့လိုနေထားမျိုးမှာပြန်ပြီးတော့ဟိုရေရှည်မှာတော့ဟုတ်မှာမဖြစ်ဘူး โอเค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 စကြည့်ရအောင်နော်အခုကတော့အချိန်တွေကတော့ဖမ်းလဲစီးတယ်ဆိုတော့လောလောဆယ်တော့ညပြီးမှရှုခုခုလိုပဲပြန်ဖြစ်လာမလားကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြမလဲโอเคโอเคကျေးဇူးတင်ပါဗျာကျွန်တော်စတီဗင်ဆိုင်ကျေးဇူးတင်ပါ